ပင်လယ်ဓမြတယောက်ကမရှိပါဘူးကောင်းဆောင်တေးကြလားမရှိဘူးဆိုတာဒါဖြင့်မင်းတို့ကဘာရှာနေရလဲငါတို့ကကူရှာပေးမယ်လीအဲ့ဒီရဲ့ကျင်းတုတ်ပေါ်ကဗဇက်ကနေလှုပ်ကနေထွက်သွားတော့တယ်ဟိုကျွန်တော်တို့ကင်မရာမျက်မှန်ကိုလိုက်ရှာနေရပါဗျအဲ့ဒီကျင်းစမ်းတဲ့ကဟိုဒီရတားရဲ့ရေဦးမျက်မှန်တက်လက်ပါခလေးတွေကိုရေကူးတင်ပေးခြင်းလို့ကင်မရာမျက်မှန်လို့ပြောထားတာရပြီမလားကျွန်တော်တို့လှုပ်ပြီးတော့ းလေးစမ်းသစ်ပြောတော့အဲ့ဒီမျက်မှန်က300တန်းတယ်ဆိုဗျ300ဟုတ်လားတရတော်ဖိုးထုတ်ဝင်ကိုစမ်းသစ်တယောက်အပြေးလွှားရောက်လာတော့လေဟာဘာဖြစ်လာလဲဗျဦးလေးစမ်းသစ်ရ ။ဦးလေးမျက်မှန်ရေထဲပြုတ်ကျသွားလို့အဲ့ဒါလိုက်ရှာရမေး။ကုညီပေါင်းကွာ။ဟိုဘယ်ရေထဲကိုပြုတ်ကျသွားလဲဗျ။ပင်လယ်ထဲကိုပြုတ်ကျသွားတာ။ဦးလေးဒီမနက်သင်းမော့နဲ့ပင်လယ်ထဲကိုသွားတော့ပြုတ်ကျနေခဲ့တာ။အော်အဲ့ဒါများဦးလေးစန့်တည်ရဲ့အသည့်ပြောင်းဝင်လိုက်ပေါ့ဗျ။ဘာခတ်တာမှတ်လို့။အဲ့လိုတွေပြောနေတော့စန့်တည်လေဖိုတူနားလေအောင်ရှင်းပြဖို့လုပ်တော်ရီ။အခုဟာစပြီ။ဦးလေးပြောတာကိုတေချာနားထောင်တော့ဖိုတူ။ တရက်ကစံသေးရင်ကိုလူတယောက်ရောက်လာတော့ဒီဘသူနဲ့တွေ့ကျင်လို့ပါလေခင်ဗျာဟိုဒီရင်ကပစ္စည်းတွေတည်တင်နေစံသေးတော့အင်လာမသိဘူးဗျဟုတ်ပါတယ်ဗျဘာကိစ္စရှိလို့လဲမသိဘူးနော်ဟမ်ဩတွေ့ရတာဝမ်းသာပါတယ်ဗျာကျွန်တော်နေမယ်ကြုံမိုးပါဗျကျွန်တော်ကတင်မောသားတယောက်ပါတင်မောနဲ့ခီးထွက်ရင်နဲ့ရေထဲမှာရှိတဲ့အရာလေးတွေကိုမှတ်တမ်းတင်ထားခြင်းလို့ကင်မရာမျက်မှန်လေးလိုချင်လို့ဗျအဲ့ဒါတည်တွင်ပေးလို့ရမလားမသိဘူးစမ်းတဲ့လေ ကင်မရာမျက်မှန်ဆိုတဲ့စကားကြောင့်အဲ့ဒါကိုတီတွင်မိုးဆိုရင်ကုံကြစိတ်ကနင်းမှာမဟုတ်ဘူးဗျအဲ့ဒီအတွက်တော့ကိစ္စမရှိပါဘူးစင်ရပေးဆိုလဲပေးနိုင်ပါတယ်ဗျအလုံးလိုက်ရင်လိုက်ချေးဆိုလဲအခုချက်ချင်းချေးသွားမှာပဲအဓိကကကင်မရာမျက်မှန်ဆိုင်ပြီးတာပါဗျဒလုံးနဲ့စမ်းသည့်တယောက်ကင်မရာမျက်မှန်ကိုတီတွင်ပြီးပင်လယ်လေးကိုရောက်ချိန်မှာစမ်းသည့်လေမျက်မှန်ကိုတက်ကြည့်လိုက်ပြီး ရေရောက်တဲ့ကိုအသက်ကြီးအင်ကြီးတွေနဲ့ဆင်းလာလိုက်တော့တယ်။အင်းတော်တော်လေးကိုအဆင်ပြေပြီပဲ။မနေ့ပြန်ကြရင်တော့ပေးလိုက်လို့ရပြီ။ဒီလိုနဲ့သူတိမောဘော်ကိုပြန်ထက်မယ်အလို့မှာရေတွေကနေဝေလာငါးတကောင်ပေါ်လာနေ။ဟောဟိုမှာဝေလာငါးပါလား။အပြင်မှာမြင်ရခဲ့တယ်ဆိုတော့ဟိုကလေးတွေကိုပြရအောင်လို့ဓာတ်ပုံလိုက်ရအောင်ပါပဲ။ဒါနဲ့သူလေဝေလာငါးနောက်ကိုလိုက်ပြီးဓာတ်ပုံရိုက်တော်တယ်။အဲ့ဒီအချိန် ဝေလာငါရဲ့အမိနဲ့စမ်းသည့်မျက်နှာရိုက်မိသွားပြီးစမ်းသည့်လေးနွံ့ထွက်သွားတော့လေအမလေးကင်မရာရဲ့ချက်တော့မသိဘူးအမိရိုက်ချက်ကတော့ပြင်းလိုက်တာဗျာအဲ့ဒီရဲ့ချင်းသူ့မျက်နှာမှာတက်ထားတဲ့မျက်မှန်မရှိတာမှသိသွားပြီးတော့စမ်းသည့်လေးထိတ်လန့်သွားတော့လေဟာသွားပြီမျက်မှန်မျက်မှန်မရှိတော့ဘူးအဲ့ဒီချိန်မှာပဲသူလိုက်ရှာမယ်အလို့ဝေလာငါလည်းဘယောက်သွားမယ်မသိတလို့ငမန်းကြီးလည်းသူ့ရှိမှာပေါ်လာတော့လေ အလာနဲ့စမ်းတဲ့လေမျက်မှန်ကိုမရှာနိုင်တော့ပေအသက်ကိုဖက်နဲ့ထုတ်ပြီးထွက်ပြေးလာခဲ့ရတယ်။ဇလန်းဆုံးမှာတော့ပို့သူဟာဟာဒါဆိုဘလို့လို့မလဲဗျ။ပြန်သွားရှာအောင်မှာပေါ့ကွာ။မနေ့ပြန်ကြရင်မှားထားတဲ့သူကလာယူတော့မှာမပေးနိုင်ရင်ဦးလေးသိန်းတရာပြန်ရောင်းရနိုင်မယ်။ရောင်းရမယ့်ပတ်စံလေးဦးလေးလက်ထဲမှာမရှိတော့ဘူး။ဒါဆိုလည်း ။ငမြတ်တော့ရှာရအောင်လीဗျာ။အင်းရှာရမယ်။ဒါပေမဲ့ငပိန်တို့မိဘိုင်းတို့ကိုလည်းခေါ်လိုက်အောင်။လူများလေပိုကောင်းနေဆိုတော့။ဒီလိုနဲ့ခဏနေတော့ဦးလေးစန်းသေးတည်တွင်ထားတဲ့တင်မောသေးလေးနဲ့ပဲသူတို့တတိပင်လယ်လေးကိုရွက်လင်လာခဲ့ကြတယ်။ဦးလေးစန်းသေးဘာလို့ဒီတခါဆက်နေမသွားရလဲ။ဆက်နေဆိုရင်ရောက်ချင်နေပင်လဲရောက်တာလေ။ ဦးလေးသွားခဲ့တဲ့ပင်လုံမရမှာစို့လို့မိဝိုင်းရဲ့မျက်မှန်ကဘယ်နေရာမှာကြာကြံခဲ့တာလဲဗျပင်လယ်ထဲမှာပဲဘယ်နေရာလဲတော့ဦးလေးလည်းအတိအကျမသိဘူးဟင်ဒါဆိုကျွန်တော်တို့ကဒီလောက်ကျေတဲ့ပင်လယ်ကြီးထဲမှာအရှာရနဲ့တူနေမှာပေါ့ဗျအင်းအဲ့ဒါကြောင့်လေမင်းတို့အကူကြီးတောင်းတာပေါ့ကွာဦးလေးစိတ်တင်နေနေရာမှာရက်လိုက်မယ်နော်ပြီးရင်အားလုံးကအသက်ငယ်အင်ကြီးပေးမယ်ဒီလိုနဲ့ပင်လယ်ရဲ့တနေရာရောက်မှဦးလေးစန်းတဲ့က တင်းမောင်းကိုရှက်လိုက်တော့တယ်။ဒီနေရာလောက်ဦးလေးစက်တဲ့မသိဘူး။ရှာကြည့်ရမှာပဲ။ဟမ်။အဲ့ဟနေတော့ဘောကမြွေဝိုင်းနာကိုကတ်တယ်။ဟိုငါတို့ပြစ်ကဓာကြခဲ့တဲ့နေရာကိုတင်းမောင်းမှအမှတ်မဲ့ခဲ့ပြီးဓာနဲ့ရှာနေဖွင့်နေတူးနေပြီနော်။ရှော့ကလေးတွေတက်ကြအင်ကြီးဝင်လိုက်ကြအောင်။နောက်ပြီးတခုခုဖြစ်ရင်ဒီကလောက်ကိုနှိမ့်လိုက်။အနေရဖြစ်ရင်တစ်ချက်ပဲနဲ့။ကဲဒါဆိုလူစုခွဲရအောင်။ကျွန်တော်နဲ့ဖို့သူဟာတစ်ဖက်သွားလိုက်မယ်။ ဦးလေးစန်းသိမိဝိုင်းနဲ့တို့ဘောကိုဦးလေးစန်းသိနဲ့ခေါ်သွားလိုက်ပါဗျဒလုံနဲ့အဖွဲခွဲပြီးသွားတဲ့အခါမှာသူတို့တတီရှင်လေးကိုဒိုင်မီတိုးဆင်းလာခဲ့ကြတယ်ဒလုံနဲ့အနီးနားမှာရှာကြည့်နေရင်တို့ဘောကတွေ့ပြီတွေ့ပြီဦးလေးစန်းသိဒီမှာဗျဟင်ဟုတ်လားပြာစမ်းမအောင်ဒါနဲ့တို့ဘောလေသူ့လက်ထဲမှာခြင်ထားတဲ့မျက်မှန်အကျိုးလေးကိုစန်းသိကိုပြလိုက်တော်တယ်ဟာ ဒါရိုးရိုးမျက်မှန်တုံပေါ်ရဲ့ကင်မရာမျက်မှန်မဟုတ်ဘူးထက်ရှာကြည့်အောင်နော်ဟမ်အဲ့ဒီအချိန်မိဝိုင်းမကလည်းမျက်မှန်နောက်တလဲရှာတွေ့လို့စံသစ်ကိုလာပြပြန်နေอืมဒါမဟုတ်သေးဘူးဒါကကလေးမျက်မှန်ကြီးမိဝိုင်းရဲ့ထက်ရှာပြီးအောင်နော်ဟမ်တပတ်မှလည်းငပိန်နဲ့ဖိုးသူတို့ကရှာနေကြရင်နေငပိန်ကဟင်ဖိုးသူတွေ့လားကွအခုတည်းကတော့မျက်မှန်နဲ့တူတာမတွေ့သေးဘူးအဲ့ဒီအချိန် သူတို့ရှိကိုခြေရင်လက်တွေများနဲ့ရေပွဲတကောင်ရောက်လာတော့တယ်။မင်းတို့လူသားတွေငါပင်လေတွေကိုဘာလာလောက်ကြတာလဲ။ရေပွဲကလည်းမျက်မှန်တက်ထားတာဆိုတော့ဖို့သူကဟာဟဲ့အောင်ကပေးဟိုမှာမျက်မှန်ကွာ။သူတက်ထားတာဦးလေးစက်နဲ့မျက်မှန်လားမသိဘူး။အေးဟုတ်လောက်တယ်။တောင်းပြီးတော့ကြည့်ကြည့်အောင်။မျက်မှန်ကလှလိုက်တာဗျ။ဘယ်ကနေဝင်လာလဲယင်။မျက်မှန်ရောင်းနေဆိုင်ကပေါ့ဘယ်ကဝင်ရမှာလဲ။ဟမ်။ဒါနဲ့တကယ်လှလာလား။ ဟာတကယ်ပေါ့တကယ်လား။ဟိုကျွန်တော်တို့တက်ကြည့်လို့ရမလား။ဟာဒါနဲ့ရေပွဲလဲမျက်မှန်ကိုချုပ်ပြီးငပိန်ကိုပေးလိုက်တီ။ငပိန်လဲတက်ကြည့်လိုက်တော့ဟမ်မှန်လဲမရှိဘူး။ဟမ်ဟမ်ဟုတ်လား။ဒါနဲ့ရေပွဲကြီးဟိုမျက်မှန်ရောင်နဲ့ဆိုင်ရဘယ်နှများမှလဲဗျ။ကျွန်တော်တို့လိုက်ပို့ပေးလို့ရမလား။အရတာပေါ့။အဲ့ဒီမှာဆိုဟိုလူတွေမနက်ကတည်းရည်ထဲကိုကြလာတဲ့မျက်မှန်တွေမျိုးစုံရှိတယ်။လိုက်ခဲ့ကြ။ဒါနဲ့သူတို့လည်း ရေဝဲနောက်ကနေလိုက်သွားကြတော့တယ်တပတ်မှလေးစန်းသိတို့ဘွေကမျက်မှန်လိုက်ရှာနေတော့ယတနာတိုက်ကိုလာရှာတဲ့ပင်လယ်သမားအဖွဲ့နဲ့ထိတ်တိုက်တွေ့ကြတယ်ပင်လယ်သမားအဖွဲ့ကစန်းသိတို့ကိုလည်းသူတို့လိုယတနာတိုက်လာရှာတဲ့အချိန်နေဖျောက်နေမင်းတို့အဲ့ဒါဘာလုပ်နေကြရလဲကွပင်လယ်သမားတွေကိုမြင်လိုက်တော့လန့်သွားတယ်ဟာ ပြက်တနာပဲဟေးဘယ်ကပေါ်လာလဲမသိဘူးကျွန်တော်တို့ပစ္စည်းတခုရှားနေရမှာဗျဟမ်ဘာပစ္စည်းရှားနေရလဲမင်းတို့ရေသနာတိုက်ကိုရှားနေရမလားဟိုတခါမြေပုံခိုးသွားတာမင်းတို့အဖွဲမလားအာမဟုတ်ပါဘူးဘာမြေပုံလဲဗျပင်လယ်ဓမြခေါင်းဆောင်ကတော့စန်းသိပြောတာမရှုံးမေးသူ့အဖွဲသားတွေကိုဖမ်းဖို့အတွက်အမိတ်ပေးလိုက်တော့လေစန်းသိကတော့မဟုတ်ပါဘူးကျွန်တော်တို့ရေသနာတိုက်လာရှာတဲ့သူတွေမဟုတ်ဘူးမြေပုံဆိုတာကိုလည်းမသိပါဘူးဗျာ သူတို့ကိုမှအနှံ့လိုက်ရစမ်းဒါနဲ့စန်တီတို့ရဲ့ကိုမှမြေပုံဆောင်ရွက်ကိုလိုက်ရှာကြတယ်ပင်လယ်ဓားတယောက်ကမရှိပါဘူးကောင်းဆောင်တေးကြလားမရှိဘူးဆိုတာဒါဖြင့်မင်းတို့ကဘာရှာနေရလဲငါတို့ပါကူရှာပေးမယ်လीအဲ့ဒီရဲ့ကျင်းတုတ်ပေါ်ကဗဇက်ကနေလှုပ်ကနေထွက်သွားတော့တယ်ဟိုကျွန်တော်တို့ကင်မရာမျက်မှန်ကိုလိုက်ရှာနေရပါဗျအဲ့ဒီအချိန်စမ်းတဲ့ကဟိုဒီရတားရေရုံးမျက်မှန်တက်လက်ပါ ကလေးတွေကိုရေကူးတင်ပေးခြင်းလို့ကင်မရာမျက်မှန်လို့ပြောထားတာရပြီမလားကျွန်တော်တို့လှုပ်ပြီးတော့ဟမ်ဦးလင်းစမ်းသိပြောတော့အဲ့ဒီမျက်မှန်က300တန်းတယ်ဆိုဗျ300 100ဟုတ်လားဟိုကျွန်တော်တို့ရှာပြောထားတာပါတကယ်မဟုတ်ပါဘူးတုတ်ပေါ်တုတ်ပေါ်နင်းကတော့ဒုက္ခပဲနောက်ကလေနင်းနဲ့ဘယ်လမ်းမှတူတူမသွားဘူး တ်မာလေးဖိုးသူတို့ကကနန်းရောင်းတဲ့မျက်မှန်ဆိုင်မှာမျက်မှန်ကြည့်နေကြတယ်။ဖိုးသူကဆိုင်မှရှင်ကနန်းကိုဟိုခုနကရေပွဲရပြောတယ်။ဒီဆိုင်ကဒီနေ့မနက်မှရေထဲကိုကျလာတဲ့မျက်မှန်တော်ရှိရယ်ဆို။အဲ့ဒါဟုတ်လားဗျ။ဟုတ်တယ်။ဒါပေမဲ့အဲ့ဒါမင်းတို့ကိုရောင်းပေးလို့မရအောင်။ဘာဘာဖြစ်လို့လဲဗျ။အဲ့ဒီအရာမှာအန်နီရဲ့များတဲ့လျှက်စီးလိုက်နဲ့ပုံတို့ကူးဆက်ပါတယ်။ဟိုလျှက်စီးလိုက်နဲ့ပုံတို့ကူးဆက်ဟုတ်လားဗျ။ဘလို့မျိုးလဲ။ ငါတို့ကသူ့ကိုထိလိုက်ရင်လျှက်စီးလိုက်ထွက်လာပြီးတော့ငါတို့ရဲ့ကိုဘောင်းလေးသူ့စီကနေထုတ်လုပီးအဲ့ဒါအန်နီရများတယ်ချိရတာသူပြောတယ်လျှက်စီးလိုက်ဆိုတာဓားပုံရိုက်တဲ့ကထွက်လာတဲ့ flash မီးကိုပြောတာနေမှာပုံတူကူဆက်ဆိုတာလည်းဓားပုံပြောချင်တာချင်းနေအော်အဲ့လိုလားကျွန်တော်တို့အဲ့ဒါပြပါလားဗျကြည့်ကြည့်ချင်လို့မရဘူးရောင်းပေးလို့မရဘူးပြလို့လည်းမရဘူးရေပြတိုက်စီကိုတော့ပို့ရမှာရှောက်ပြောတာမှာပို့ထူရအပလိုက် သူ့မှာရှိတဲ့ပုံလည်းမပေါ်ပါဘူးကွာဟိုရေဝဲကလည်းငါတို့ကိုဂျင်းတက်လိုက်တာပဲနေမှာငါတို့လေလာမိတာမှားပြီပဲဖိုးထူးကလည်းငပိန်သွားနေရင်လမ်းသိတာနေအေးကွာဟုတ်ပေါ့ပြောတော့ဖြင့်မနေ့ကကြာလာလေးပစ္စည်းတော်ဆိုင်မှာရှိတယ်ဆိုလို့လာတော့ဟွန်းအခုတော့မရှိတာနေဘာဖြစ်တယ်ညာဖြစ်တယ်ရှောက်ပြောနေတာမင်းတို့မယုံလားရတယ်မယုံရင်ငါပြမယ်ခဏစောက်ဒါနဲ့ကနန်းလေးသူ့ဆိုင်နောက်တဲကိုပြန်ဝင်သွားတော့နေ အဲ့ဒီတော့မှဖို့သူဟာအစော့ကလေးကဒါမျိုးလှုပ်လိုက်ရမှာခဏနေတော့ကနန်းလေးပြန်ထွက်လာပြီဒီမှာမင်းတို့လိုချင်တဲ့မျက်မှန်အေးဘာမှတော့ရှောက်မနေနဲ့နော်ရေကဘာတစ်ခုလုံးပျက်စီးသွားမှာစိုးလို့ဟုတ်ပါပြီဒါနဲ့ဒီဟာကိုဘယ်ကရလာလဲဗျမနေ့ကဝေလာငါးတကောင်လာရောက်သွားတာဟိုတော်တော်ကြောက်စရာကောင်းတယ်လို့ပြောတယ်သူအဲ့ဒီမျက်မှန်ကိုထိကျင့်လိုက်တာကနေသူ့ကိုဘာတွေအများကြီးထွက်လာနေတဲ့အော်အဲ့လိုလား ဟိုဒါနဲ့ဒီမြတ်မန်ကဘယ်စည်းလဲညမင်းတို့ကလူသားတွေဆိုတော့ဘာနဲ့ပေးချင်လဲဘန်နဲ့လားငွေသားလားဟဲ့ဖို့တူမင်းကပတ်စံပါလို့လားကွာမပါဘူးလေဟာမပါဘဲနဲ့ဘာလို့မင်းနေရလဲငါတို့ဒီတိုင်းရှိပြီးတော့ပြေးမယ်လေကွာသူတို့တီလို့ပြောနေရကြားသွားတော့ခဏန်းကဟဲ့နီမင်းတို့ဘာတွေတီလို့ပြောနေရလဲမင်းတို့မှာတာဝယ်ဖို့အတွက်ပတ်စံမပါဘူးမလားဟုတ်တယ်မပါဘူးဗျဟိုအကနဲ့ရှင်းလို့မရဘူးလားဟင် ဘာကလဲကပြကြည့်လေကြည့်ကြည့်အောင်ဟဲ့ငါပေးလာကပ်အောင်ဟာဘိုင်းလဲကွာမကကျင်ပါဘူးလာစမ်းပါကွာကပ်ရုံလေးနဲ့ဦးလေးစန်းတွေကိုကူညီနိုင်မှာနော်မြင်မြန်ကပ်ရအောင်လို့ဒါနဲ့ပိုတုနဲ့ငပိန်လေးကနန်းရှိမှကပြလိုက်ကြတယ်ကနန်းကသူတို့ကတောင်ကြည့်ပြီးတော့ဟာတော်ကြစမ်းပါကွာ stop stop ဘာမှလည်းကြည့်မကောင်းတော်တော်အဲ့ဒါကြောင့်မလုပ်ပါနဲ့ဆိုတော့မရောမရော မင်းတို့အကနဲ့ရှင်းလို့မရမင်းတို့ကတော့မကောင်းရင်ဟိုဒါဖြစ်ရင်ဘယ်လိုလုပ်ရမှာလဲဗျဒီမျက်မှန်ကိုပြီးဖို့ကျွန်တော်တို့မှာပတ်စံမပေါ့ဟမ်ဒါဖြစ်ရင်ပြန်ထားခဲ့လေပတ်စံတော့ယူပြီးမှပြန်လာခဲ့ပေးငါမျက်မှန်ပြန်ပြီးအဲ့ဒီရဲ့ချင်းငပိန်ကလည်းမျက်မှန်ကိုကောက်တက်လိုက်ပြီးတော့ဓာတ်ပုံကိုရိုက်လိုက်တော့ဒီဓာတ်ပုံရိုက်လိုက်တဲ့အခါ flash မင်းပွင့်သွားတာဆိုတော့ကနန်းလေးလန့်သွားတော့တာပါအဲ့ဒီအချိန်မှာပဲငပိန်ကဟဲ့ဖို့တို့ ပြီးမယ်ပြီးမယ်မြင်မြန်ဖိုးထူအကြောင်းနေအောင်ဆိုတော့ဖိုးထူလက်ကိုဆွဲပြီးခေါ်သွားတော့တယ်ကနန်းကတော့ဟာငါမြင်မန်းငါမြင်မန်းလောက်ကြမအောင်မြင်မန်းတခိုးပြောမြင်မန်းတခိုးတပတ်မှလည်းစံသေးတို့ကပင်လယ်ဓမြတွေရဲ့ချုံနောင်နာကိုခံနိုင်ရတာပါဓမြခေါင်းဆောင်ကတုပ်ဘောကိုမင်းနေရော်ရီအဲ့ဒီမျက်မှန်ကတကယ်ပဲသိမ့်တရာတန့်လာလားဟိုအဲမဟုတ်ပါဘူး ကျွန်တော်ရှောက်ပြောတာပါ။အာဒီကလေးအသားနာကြည့်မိတင်နေ။စကောင်းခုတမျိုးတော်ကြတမျိုးပြောနေတာ။တေးကြတဲ့ကောင်းဆောင်သူတို့ဒီပင်လေကြီးတဲ့အထိအသက်ဆုံပြီးတော့လာရှောင်ဝင်ရိုင်းအဲ့လောက်တန်လို့ပဲဗျ။အဲ့ဒီရဲ့ချင်းတပတ်မှဖိုးထူးတို့ကလည်းသူတို့ပစ္စည်းကိုရလာခဲ့ပြီဆိုတော့တင်မောပေါ်ကနေစမ်းနေပင်လေတဲ့ခလုတ်လေးကိုနှိမ့်လိုက်တော်တယ်။အဲ့ဒီရဲ့ချင်းချောင်းဝင်လိုက်ပြီးမိဝိုင်းနဲ့တော်ပေါ်တို့ကိုထွက်ပြေးဖို့အတွက်အချက်ပြတော်တယ်။ ဒါဆိုလဲအတူတူရှာရအောင်နေဗျာကျွန်တော်တို့လွတ်ပါဗျာဒါမဲ့ဘမရှိလေတော့မသိလို့အခုလိုလာရှာနေရတွေ့ရင်တော့တယောက်တစ်ပတ်ခွဲကြတာပေါ့ဗျာတဝမ်းဟုတ်လား no no ခုနှစ်ပုံငါးခုနှစ်ပုံရှာရမယ်ခုနှစ်ပုံဟုတ်လားอืมကောင်းပြီလေဒါဆိုလဲခုနှစ်ပုံပေါ့ဒါနဲ့ပင်လေတည်းများလေသူတို့လွတ်ပေးလိုက်တော့တယ်အိမ်တော်တော့လူစုခွဲရှာတယ်လို့နေစမ်းသိတို့လေတင်မော့ကိုပြန်ထွက်လာခဲ့ကြတယ် တင်မောပေါ်ရောက်တော့စန်းနေကဖို့သူတွေ့ခဲ့မလားတွေ့ခဲ့နေမြဦးလေးစန်းနေဒီမှာဟုတ်မဟုတ်စစ်ကြည့်ပါအောင်မြဟမ်စန်းတဲ့လေတေချာစစ်ကြည့်လိုက်တယ်အင်းဟုတ်တယ်ဒီဟာပဲကျေးဇူးတင်ပါတယ်ကွာဦးလေးလိုကလည်းကြားလိုက်တာမြငါတို့ကပင်လေတမရီနဲ့တွေ့နေလို့ဟဟမ်ပင်လေတမဟုတ်လားအဲ့ဒါရီနောက်မှပြောရအောင်အခုတော့တင်မောကိုရွာပြန်ရအောင်မောင်းမှဖြစ်တော့မယ်ဒါနဲ့စန်းတဲ့လေတင်မောကို ရွာဘက်ကိုကောင်းနေပြီးမောင်းလာလိုက်တော့တယ်။တင်မောင်းရွာကိုပြန်ရောက်တဲ့အထိပင်လယ်ဓားတွေကတော့ကင်မရာမျက်မှန်ကိုပင်လယ်ထဲမှာရှာနေကြတော့မှာပဲ။